နော်ဝေနိုင်ငံဟာလျှက်စစ်ကား EV တွေလမ်းပေါ်မှာမောင်းနေရင် wireless နည်းပညာနဲ့အားဖြည့်ပေးတဲ့စနစ်အစ်စ်ကိုထုတ်ဖော်ပြသလိုက်ပါတယ်။ဒီအစီအစဉ်ကို2023ခုနှစ်ဇွန်လမှာစတင်အကောင့်ထည့်ဖော်ခဲ့တာဖြစ်ပါတယ်။နော်ဝေနိုင်ငံဟာကမ္ဘာမှာလျှက်စစ်ကားအသုံးပြုမှုအများဆုံးနိုင်ငံအဖြစ်အများကအတိအမှတ်ပြုလက်ခံထားကြပြီးဖြစ်ပါတယ်။အခုလဲကားမောင်းနေတော့အားဖြည့်ပေးတဲ့စနစ်ကိုကမ္ဘာမှာပထမဆုံးတည်ထွင်ပြီး EV လောကရဲ့ဆန်နှုန်းကိုထပ်မံမြင့်တင်လိုက်တဲ့နိုင်ငံဖြစ်လာပါတယ်။နိုင်လုံကတရာလမ်းရဲ့မျက်နှာပြင်အောက်မှာထည့်ထားတဲ့ ခြေနေဝါကြိုးကွေတွေကနေလျှက်စစ်တန်လိုက် electromagnetic field ထွက်လာပြီးလမ်းပေါ်မှာမောင်းနေတဲ့ကားတွေကို wireless နည်းနဲ့အားဖြည့်ပေးတာဖြစ်ပါတယ်။ဒါကြောင့်အားသွင်းဖို့အတွက် wire ကြိုးတွေတက်စရာမလိုသလိုအားသွင်းတဲ့နေရာကိုလည်းတကူးတကသွားစရာမလိုပါဘူး။ဒီနည်းပညာကိုနော်ဝေနိုင်ငံအလဲပိုင်း Trondheim မြို့မှာမီတာ100ရှည်တဲ့လမ်းတိဆောက်ပြီးဆွမ်းဆောင်နိုင်ရည်ခံနိုင်ရည်နဲ့အထူးသဖြင့်စိုးရွားတဲ့ဆောင်းရွာသီလိုအချိန်မှာ ဘလောက်ထိစွမ်းဆောင်နိုင်ရှိနိုင်မလဲဆိုတာကိုစမ်းသပ်နေတာပါအဓိကရွယ်ချက်ကတော့အများသုံးယင်တွေအတွက်ဘက်ထရီအားပြည့်တဲ့အချိန်တက်တာစေမလားဘက်ထရီအရွယ်အစားသေးသွားအောင်လုပ်လို့ရနိုင်မလားဆိုတာနဲ့ကာဗွန်တန်းဝေထုတ်လုပ်မှုလျော့သွားစေမလားဆိုတာကိုသိနိုင်မှုဖြစ်ပါတယ်ဒီနည်းတာအောင်မြင်ခဲ့မယ်ဆိုရင်တော့အများသုံးယင်တွေအပြင်ကိုပိုင်နဲ့ကုန်ပစ္စည်းပို့တဲ့ယင်တွေပါအနာဂတ်မှာဒီနည်းနဲ့အားသွင်းနိုင်တော့မှာဖြစ်ပါတယ်နော်ဝေနိုင်ငံကမော်တော်ယာဉ်အများစုဟာလျှက်စစ်ကားတွေဖြစ်ပြီးအခု2025ခုနှစ်ကုန်ပြီးနောက်ပိုင်း ရောင်းတဲ့ကားတွေအားလုံးဟာမီခိုးငွေ့လုံးဝမထွက်တဲ့ zero emission ကားတွေဖြစ်လာဖို့ရည်မှန်းထားပါတယ်။အမေရိကန်နိုင်ငံ Detroit မြို့အပြင်ဂျာမနီနဲ့ပြင်သစ်တို့မှလည်းအလားတူလျှက်စစ်ကားတွေအားဖြစ်ပေးတဲ့နည်းပညာကိုစမ်းသပ်နေပြီဖြစ်ပါတယ်ခင်ဗျာ။ကျွန်တော်ဇော်ဝင်လိုက်ပါ။